မရီဒီယိုပရိသတ်များအားလုံးပဲမင်္ဂလာပါ။ပြစရီပြန်ဆုံကြပါပြီ။အခုဒီနေ့ရဲ့ podcast ပိုင်းပြုစုဆိုတဲ့ season လေးမှာတော့ပြစရီ MI Radio မှာအင်တန်းလာစင်းနေတဲ့အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ကကျောင်းသူဖြစ်တဲ့မြန်မာလီထက်အိန္ဒြေဦးကနေပြီးတော့ပရိသတ်တွေအတွက်ဆိုင်းဆရာမနနိုင်စနေရေးသားထားတဲ့ကုနွေဦးမှသာပွင့်တဲ့ band stress song လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရှင်။ MI Radio ကိုနားဆင်နေကြတဲ့ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။ထက်ကတော့အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှာတတိယနှစ်သတင်းတက်ပညာကိုတက်ရောက်နေပြီးအခု MI Radio မှာအလုပ်တင်ဆင်းနေတဲ့ကျောင်းသူတဦးပဲဖြစ်ပါတယ်။ထက်ဒီနေ့ဖတ်ပြသွားပေးမှာကတော့စာရေးဆရာမနိုင်နိုင်ဆန်နေရဲ့ကုလွေဦးမသာပွင့်တဲ့ပန်းဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။အလုပ်လုပ်နေတဲ့အချိန်ပဲဖြစ်ဖြစ်မိသားစုနဲ့အတူရှိနေချိန်ပဲဖြစ်ဖြစ်ကိုကိုကိုအားမရရခံစားဘူးလား။ အတွေးကဘာထဲမှာတယောက်တည်းကိုကိုကိုဘာမဝင်ဘူးအသုံးမချဘူးဆိုတာရောတွေးခဲ့ဘူးလားအဲ့ဒါဆိုရင်ထက်ထီးနေပြောပြသွားပြီးမယ်ကိုဟာကိုပဲဖြစ်ပါစေ ဆိုတဲ့ခေါင်းစဉ်လေးကိုနားစင်ကြည့်လိုက်ပါနော် အချိထက်ကြောက်ဖို့ကောင်းတဲ့အရာတွေကလူတွေရဲ့အချိကိုဂရုစိုက်တဲ့ကိုယ်စိတ်ပဲဆိုတဲ့စကားတစ်ခွန်းကိုကြားဖူးထားတယ်။ကိုကိုကိုမတော်မထက်မထူးချုံလို့ဆိုပြီးအခြားသူရှိမှသိငယ်ဘူးလား။အခြားသူမျှော်လင့်ထားတဲ့ပုံစံအတိုင်းစူးစားပြီးရှင်းတန်နေမိလား။ဘဝခီလမ်းမှာကိုတို့ဟာ အခြားသူမြင်ကွင်းတွေဟာရှုခင်းတွေပါ။ရာသီဥတုမှာနေတာမိုးအောင်ရှိသလိုရှုခင်းမှာလည်း လှတာနဲ့မလှတာရှိနိုင်ပါတယ်။အခြားသူအမြင်ကို ကိုရုပြောင်းလဲလို့မရပဲမယ်။ကိုယ်စိတ်နှလုံးထဲဟာစံပြပုတ်ကိုဖြစ်လာဖို့ကိုရုစူးစမ်းအထောက်နိုင်ပါတယ်။အခြားသူရဲ့အချီကို သိကယူဆိုင်လုံးရင် ကိုမကြိုက်တဲ့ပုံစံနဲ့ဘဝကို ကိုဖြစ်တန်းနေရလိမ့်မယ်။နောက်ဆုံးတော့တခြားသူဖြစ်စေခြင်းတဲ့ပုံစံမျိုးကျွန်တော်ဖြစ်လာခဲ့ပေမယ်။ကျွန်တော်မပြောဘူးလို့တယောက်ကပြောဘူးတယ်။အခြားသူရဲ့အချီကိုဂယူဆိုင်လုံးရင် စစ်မှန်တဲ့ပျော်ရွှင်မှုကိုရဖို့ခက်ခဲတယ်။လွတ်လွတ်လပ်လပ်နေခြင်းရင် သူများမုန်းတာကိုခံနိုင်တဲ့တတ္တိရှိရတယ်။စာရေးဆရာဝူချီစိတ်ရဲ့အတန်မဲ့ဖြောက်ချက်စာအုပ်ထဲမှာရေးထားတာကဘဝတလျှောက်မှာအခြားသူရဲ့မျှော်လင့်ချက်ကိုဖယ်ရှားပြီးစစ်မှန်တဲ့မိမိကိုယ်ကိုရှာဖွေဖို့လိုတယ်။အခြားသူပြောတဲ့စကားစစ်မှန်မနေရင်ရှိသာနေလိုက်ပါ။သူပြောတဲ့စကားကိုလုံလုံကဲကဲအတိတ်ပဲသွားမဖော်ပါနဲ့။ ကိုနှလုံးသားထဲမှာပန်းတွေပဲအပြည့်စိုက်ထားလိုက်ပါဘဝတူတောင်းလို့မာတယ်အခြားသူရဲ့အချီအောင်မှာကိုကိုကိုမပြိုးထောင်ပါနဲ့အခြားသူရင်ထဲကကိုကို အတင်းအကျပ်လုံမယူပါနဲ့ဒီကနေ့ကစားအခြားသူရဲ့အချီကိုဂယူမဆိုင်ဖို့တင်ယူရင်ကိုလက်ကျန်ဘဝကို အကောင်းဆုံးရှင်သန်မယ်ကိုပိုင်ဟန်နဲ့ပွင့်လန်းဖို့အစွမ်းကုန်ကြိုးစားပြီးလေးလာချိန်ကိုတရာတရာထက်ထက်တန်တန်နဲ့စောင့်နေလိုက်မယ် ပရိသတ်ကြီးတွေရောဒီကောင်းစင်လေးကိုနားထောင်ပြီးဘလို့ခံစားရလဲထက်ဆိုရင်အเจ้าမှာ practical လုပ်တဲ့အချိန်တို့ presentation လုပ်တဲ့အချိန်တို့မှာဆိုရင်ကိုကိုကိုအမတ်ရရတွေခံစားဘူးတယ်ဆီယမ်မာတွေဆီက negative comment တွေရတဲ့အခါတင်ငင်စိတ်တွေဝင်မှုတယ်ဒါပေမဲ့အဲ့တင်ငင်စိတ်ကိုဆက်မတွေ့တော့ပဲနောက်တနေ့မှငါတီထပ်ပိုးကောင်းအောင်လုပ်နိုင်တယ်ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ရင်အခုဆိုရင်လုံးသမျှ assignment အတိုင်းကိုတင်ငင်စိတ်တွေအမရတာတွေမရှိပဲ အကောင်းဆုံးလုံနိုင်ခဲ့တာကြောင့်အားလုံးက ကိုဟာကိုပဲဖြစ်ပါစေနော်ဒီနေ့အတွက်နောက်ထပ်တစ်ပုတ်အနေနဲ့ကိုရန်ချစ်ခဲ့ရတဲ့ချစ်သူလေးနဲ့လမ်းခွဲပြီးတဲ့နောက်မှာတငယ်ချင်းလိုဆက်နေမယ်လို့တွေးကြဘူးလားတငယ်ချင်းလိုဆက်နေခြင်းတဲ့သူတွေရောရှိကြလား အချို့အတော့ကတော့ဒီအရာကဘလို့မှမဖြစ်နိုင်တဲ့အရာပါလေ။ဒါဆိုရင်ချစ်ခဲ့ဘူးသူနဲ့တငင်ချင်းဖြစ်နိုင်သေးလားဆိုတဲ့ခေါင်းစဉ်လေးကိုထပ်နဲ့အတူတူထပ်မံနာဆင်ခန်းစားလိုက်ကြရအောင်။ ူတယောက်ကိုတိတ်ချဲ့ပေမဲ့တတ်ဆုံးနိုင်သည်လက်မတွဲဖြစ်လိုက်ဘူးဒီလူကိုတစ်ချိန်ကကိုအစွဲကြီးဆွဲလန်းခဲ့တယ်ယူသွခဲ့တယ်ခေါင်းမာခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာဒီလူကကိုကိုနောင်နာရအောင်စိတ်ပြတ်အောင်ငူအောင်လုပ်တယ်လေးလေးနက်နက်ချက်ခဲ့သူနဲ့လမ်းခွဲပြီးရင်တငယ်ချင်းဖြစ်နိုင်သေးလားလို့တချို့ကမေးတယ်တကယ်ချက်ခဲ့ရင်တငယ်ချင်းမဖြစ်နိုင်ဘူးလို့အများအားဆိုကြတယ် တချို့ကချစ်စိတ်ရှိနေသေးပြီးမဆွလွန်နိုင်ဖြစ်တယ်။ပေးခဲ့တဲ့ကတိတွေကိုမမေ့နိုင်သေးလို့အချင်းချင်းချီနှူးယူရခဲ့တာတွေကိုလွတ်မချနိုင်ဖြစ်တယ်။တင်းတင်းဆုပ်ခဲ့မှုတဲ့လက်ကို မလွတ်ရဖြစ်တယ်။လမ်းခွဲပြီးတဲ့နောက်လူတစ်ယောက်ကိုမေ့ဖြစ်ဖို့အသေးအတန်ကိုရို့စူးစမ်းမှုတွေ။သူ့နမည်မကြားချင်ဘူး၊သူ့အကြောင်းမသိချင်ဘူး၊သူ့ Facebook တော့မကြည့်ဘူး။သူ့ကိုနှလုံးသားထောက်တနေရာမှာတိတ်တိတ်လေးဖွက်ထားလိုက်တယ်။ တငယ်ချင်းမဖြစ်ချင်တာကဘဝရဲသူပြန်ရောက်လာရင်မိဖြစ်ဖို့ကြိုးစားအထုတ်ထားတာတွေအားလုံးအလွယ်တကူပျက်စီးသွားမယ်ဆိုတာကိုကိုသိတယ်။သူပေါ်လာရင် ကိုစိတ်ပြော့မှာပြန်နှုတ်ဝင်သွားမှာညှော်လင့်ချက်ထားမိမှာကြောက်တယ်။နောက်တစ်ချိန်ပြန်ထွေးဖြစ်မလားပြန်ပွေဖက်ဖြစ်မလားပြန်ပိုင်ဆိုင်မလားလို့ညှော်လင့်မိမှာကိုကြောက်တယ်။တချို့ကချစ်ပြီးလန့်ခွဲပြီးရင် အမုန်းမဲကြံခဲ့တယ်။လန့်ခွဲမဲဆိုပြီး ချက်ချင်းလှည့်ထွက်သွားတာကို မုံနေသစ္စာပေါက်လှည့်စားသွားတာကို မုံနေကိုကိုတန်းရအနာရီနဲ့ထားရက်ခဲတာကို မုံနေအလားဆုံးအမှုပြုဆုံးအရွယ်တွေဒီလူကိုပေးခဲ့ရလို့မချိနေဘူးအယူသားဆုံးနှလုံးသားနဲ့အယူသားဆုံးညာတမှုကိုပေးဆက်မားခဲ့လို့မချိနေဘူးတငယ်ချင်းမဖြစ်ချင်တဲ့အကြောင်းရင်းကသူ့ပေါ်လာရင်မသက်သာသေးတဲ့တန်းရတွေထက်နာလာမှာ နှလုံးသားထဲမြုပ်ထားတဲ့နာကျင်မှုတွေတစိမ့်စိမ့်ဖြစ်လာမှဆိုးတယ်။တကယ်တော့ချစ်သူရေစာကုံသွားပင်မဲ့ဒီလူက တချိန်ကကိုသေးဥပြက်မတန်းချစ်ခဲ့သူပဲလေ။ဒါကြောင့်ဝမ်းနဲ့နာကြည့်ဖို့မလိုသလိုအာဃာတထားဖို့လည်းမလိုပါဘူး။အတိတ်ကအမှတ်ရစရာတွေနဲ့ကိုကိုကိုခံရခတ်အောင်နှိမ့်ဆက်တာမျိုးလည်းမလုပ်သင့်ပါဘူး။တကယ်ဆိုဘဝတွေကဆုံးရှုံးမှုတချို့အဆုံးသတ်မလာမှုတချို့ကို တတိရှိရှိအေးအေးဆေးဆေးလက်ခံပြီးစိတ်ပြောင်းသွားတဲ့လူတချို့ကိုလည်းလက်ခံနိုင်ရပါတယ်။ဒီလိုဆိုရင်ကိုယ်စိတ်နှလုံးကပိုကြည်လာပြီးဘဝကလည်းပူလာလာမှာပါ။နှလုံးသားရဲ့ဆေးရနောက်လိုက်ပါခုကိုယ်ကို ခံစားရအောင်မလုပ်ပါနဲ့။တကယ်လို့အတိတ်ကိုလွတ်မချနိုင်သေးရင်သစိုင်းဖြစ်နေကိုယ်စီငြိမ်ငြိမ်ချမ်းချမ်းနေပါ။တကယ်လို့အတိတ်ကိုလွတ်ချပြစ်ခဲနိုင်ရင်တော့တငယ်ချင်းဖြစ်လို့ရပါတယ်။ရံဖန်ရံခါတတိယပြီး ခြားခြားတခါနေကောင်းလားလို့နှုတ်ဆက်ယုံပေါ်โอเคပါပြိသက်ကြီးရေဒီကောင်းစင်လေးကိုနားထောင်ပြီးထက်တွေးမိတာလीချစ်ခင်ဖူးရဲ့ချစ်သူနဲ့တငင်ချင်းလုံးစပောင်းနိုင်တာဖြူစင်တဲ့တယောစင်တွေကြောင့်ပဲလို့ထင်နေပေါ့နော် အခုထပ်တို့တင်ဆက်ပေးနေတဲ့အစီအစဉ်လေးကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။နောက်ထပ်မတူညီတဲ့ topic လေးတွေနဲ့ခန်းစားချက်တွေနဲ့အတူပြန်လည်ဆုံတွေ့ကြမယ်နော်။ ဟုတ်ကဲ့ပါဗျစုဒီကနေ့ရဲ့ podcast ပိုင်းပြစုဆိုတဲ့ season ကနေပြီးတော့အဲဒါပြစုရဲ့ MI Radio မှာအင်တန်းလာဆင်းနေတဲ့ညီမလေးထက်အင်ဒရီဦးကနေပြီးတော့ပရိသတ်တီအတွက်စိုင်းဆရာမနနိုင်စနေရဲ့ကိုຫນွေဦးမှာသာပွင့်တဲ့ band ဆိုတဲ့စာအုပ်လေးတဲကအဲ topic လေးတွေကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။အလုံးလေးကြိုင်းနေတယ်မလို့မျှော်လင့်မိပါတယ်။ပျော်စရာကောင်းတဲ့အချိန်လေးတွေကိုဆက်လက်ပိုင်ဆိုင်နေကြပါစေနော်။